ပါစေ။ခြေဆုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူသက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါရစေ။ချွတ်ခြေဆုတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။ နေ့ဆက်တိုင်းကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစီဆုတောင်းကြပါစို့ဖဖျားတက်ဘတ်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါနည်းနည်းနဲ့တမန်တော်ကိုကိုရောပဲယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းဖြစ်စေပါနေ့တိုင်းသစ္စာရှိစွာကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါယေရှုနာမနဲ့ဆုတောင်းဝေငှပါလေဖျားအာမင်ဖျက်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်တို့ဟေရှာနဂရီချမ်းကိုခြုံငုံပြီးနားထောင်နေပါလေအဲ့တော့ဟေရှာနဂရီချမ်းက အခန်းကြီးတက်ကနေခန်းကြီး66အထိရှိပါတယ်ခန်းကြီးတက်ကနေ39ကတော့တရားစီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်ကျမ်းစကားတွေရေးထားတယ်အခန်းကြီး40ကနေ66အထိကတော့ကျွန်တော်နှစ်သိမ့်ခြင်းနဲ့ဆိုင်တဲ့စကားတွေကိုအနာဂတ်စကားတွေကိုဖော်ပြထားတာဖြစ်တယ်အဲ့တော့အခုကျွန်တော်ကလေ့လာတာအခန်းကြီးတက်ကနေ66ကိုလေ့လာတာကျွန်တော်ခန်းကြီးတက်ကနေအခုဆိုရင်23လောက်ထိကျွန်တော်ရောက်နေပြီဖြစ်တယ် အဲ့တော့လေနည်းနည်းလေးအနှစ်ချုပ်ပြန်ပြောခြင်း ਨੇ အဲ့တော့ကကြီးအနေနဲ့ယူဒလူမျိုးများ ਨੇ ပတ်သက်ပြီးစီရင်ခြင်းကဟေရှာအခန်းကြီး1အငယ်1ကနေ7တိဖိုင်တွေ့ရမယ်။ Now any ကကြီးရဲ့အောက်ကကြီးမှာအဖြစ်ဖော်ပြခြင်း ਨੇ တရားစီရင်ခြင်းကဟေရှာအခန်းကြီး1ကနေခန်းကြီး9တွင်ဖတ်ရင်အဲ့ဒါအဖြစ်ဖော်ပြခြင်းတရားစီရင်ခြင်းတွေအကြောင်းတွေ့ရမယ်။ Now ခကွေးကတော့ဟေရှာရကိုဖျားသခင်က prophet ပြုဖို့ခေါ်တဲ့အကြောင်း အဲ့ဒါဟိရှာနာဂရီဂျန်ခန်းကြီး6ကိုဖတ်ရင်အဲအဲ့မှာတွေ့ရမယ်နောက်ဂန်ငယ်ကတော့အီမာနွေလဖခင်တကီရှုကြွလာမယ်ဆိုတဲ့အကြောင်းအရာတွေရေးထားတယ်။အဲဟိရှာခန်းကြီး9ကနေခန်းကြီး7နဲ့တွင်ဖိုင်တွေ့ရမယ်။ဒါကျွန်တော်အလုံးအလွတ်ရတယ်ဟိရှာ9 6ငါတို့ဖို့သူငယ်ကိုဖွားမြင်တယ်ငါတို့ဟာသားကိုတနာတယ်နော်သူသူဒီအုပ်ဆိုးခြင်းအာနာဇက်ရှိမယ်။နာမရောမူကအောင်းအဝယ်တိုင်မြတ်ကူကြီးတော်ဖျားထာဝရဖာငိမ့်သက်ခြင်းရှင်။ ုခေါ်ဖို့တမုတ်ချင်းကိုခံရမယ်ဒါဟိရှာနဂရီဂျန်ခန်းကြီး9အငယ်6ကိုဖိုင်တွေ့ရမယ်အော်ဒီယိုကြည့်ကြရဖြစ်ဒါဟိရှာနဂရီဂျန်ခန်းကြီး9ကနေခန်းကြီး7အတွင်းကိုသင်ဖတ်သွားရင်အီမာနွေလကက်တင်ရှင်ယေရှုခရစ်တော်ဖျားကြွလာမယ်ဆိုတဲ့အကြောင်းအရာကိုပရောဖက်ဟိရှာရကဖော်ပြထားတာဖြစ်တယ်နောက်ကောင်းစဉ်အကြီးခကွေခုနတော့ကောင်းစဉ်ကြီးကကြီးအောက်မှာကျွန်တော်ပြောသွားတယ်။နောက်ကောင်းစဉ်ကြီးခကွေအောက်မှာကတော့ ဣန္ဒြိလလူမျိုးတွေတဘာမျိုးသားတွေနဲ့ပတ်သက်ပြီးတရားစီရင်ခြင်းတွေအကြောင်းတွေ့ရတယ်။အဲ့တော့ဖတ်ချင်ဟေရှာနဂရကျမ်းခန်းကြီး73ကနေခန်းကြီး23ဒီဖတ်ရင်ကျွန်တော်တွေ့ရမယ်။ဒါပဏိယကျွန်တော်အများကြီးပြောပြခဲ့တယ်။ဘာဘူးလုံအတွက်စီရင်ခြင်းတွေ့ရမယ်။နောက်အာရှုရိအတွက်စီရင်ခြင်းတွေတွေ့ရမယ်။ဖိလိတိလူမျိုးတွေအတွက်စီရင်ခြင်းတွေ့ရမယ်။မောဘလူမျိုးတွေအတွက်စီရင်ခြင်းဓမ္မတမျိုးအတွက်စီရင်ခြင်းအာဖရိကမြန် အာဖရိကတိုက်သားများအတွက်စီရင်ခြင်းနောက်အဲဂုတုပီအတွက်စီရင်ခြင်းနောက်ဘာဗုလုန်အတွက်စီရင်ခြင်းနောက်အီဒုံပီအတွက်စီရင်ခြင်းနောက်အာရေဗျအတွက်စီရင်ခြင်းနောက်ယေရုရှလင်မြို့အတွက်စီရင်ခြင်းနောက်တူရုပီအတွက်စီရင်ခြင်းဒါပနေ့အထိကျွန်တော်တို့ပြီးသွားပြီရှာနာဂရိချံခိုင်း23ဒီပိုင်ကျော်ဒီဖြစ်ပြတည်းသူ့ရမှာဖြစ်တယ်ကဲနောက်ငားငယ်နော်ဟိုကျွန်တော်ကကြီးခါခွေးကငယ်ဟို နည်း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 ချင်းစီပေါ့ကျွန်တော်နားထောင်သွားရင်းနဲ့ပုံပြီးသင်နားလည်လာလိမ့်မယ်လို့ယုံကြည်တယ်အဲကျွန်တော်ခုလွှင့်တဲ့ live ကိုသင်နားထောင်ရင်းနဲ့တစ်ချိန်တည်းနဲ့သင်သဘောမပေါက်ရင်ပြန်နားထောင်ပြီးပြန်ရေးကြည့်ပါပုံပြီးသင်နားလည်သွားမယ်ဆိုရလေပေါ်ပြလို့ရတယ်ဒီဟိရှာနဂရီချန်ကရော အသေးစိတ်လိလာရင်တော့အများကြီးပြောရမှာဖြစ်တယ်။သို့တော်ညာလေးကျွန်တော်တို့ကခြုံငုံလိလာတဲ့ကြောင့်ခြုံငုံပြီးတော့ပဲပေါ်ပြသွားခြင်းဖြစ်ပါတယ်။အခုကတော့ဒါကငယ်နိုင်ငံတော်တည်ထောင်ခြင်းမင်္ဂလာတရားနဲ့အမင်္ဂလာတရားတွေတည်ရှိခြင်းဒါဟိရှာနဂရီကငွေ24ကနေငွေ35တိပိုင်းကျွန်တော်မှတွေ့ရမယ်။နိုင်ငံတော်တည်ထောင်ခြင်းဆိုတာလူတွေကမြင်တာတော့ဒီလောကနိုင်ငံပဲမြင်တာ။ဒါပေမဲ့ဘုရားသခင်ရဲ့ကောင်းမြတ်နိုင်ငံတော်တည်ထောင်တဲ့အချိန်က ဖျားကရဲ့ကောင်းကင်နိုင်ငံတော်ဆိုတာရှိတယ်ဆိုတဲ့အကြောင်းအရာကိုလေပရောဖက်ရှရှာယအားဖြင့်ဖျားကရပရောဖက်ပြုပြီးပြောပြခိုင်းတယ်လူတွေကတော့မြင်တာဒါသူတို့ခေတ်မှာစစ်အင်အားကြီးလို့နိုင်တာရှုံးတာလောကအရာ imperiality ကြီးတာဒါတွေပဲသူတို့မြင်တာဒါပေမဲ့ကောင်းကင်နိုင်ငံတော်ဆိုတာဖျားသခင်ရဲ့နိုင်ငံတော်ဖြစ်တယ်အဲ့ဒီမှာမင်္ဂလာတရားတွေပြေဝနေတယ်အလိုတော်ကောင်းကင်ဘုံမှာပြည့်စုံတယ်ဘောင်ဖျားသခင်ရှိလို့ဒါပေမဲ့မြေကြီးပေါ်မှာတော့ မင်္ဂလာတွေကနဲတာကစာရမဏေရဲ့လှည့်ပြားသွေးဆောင်ခြင်းအောက်ဒီမှာနေနေကြတဲ့တကြောင်အမင်္ဂလာတွေပြည့်တတ်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြထားခြင်းလည်းဖြစ်တယ်အဲ့တော့ဒါဒီနဲ့ပတ်သက်ပြီးဖတ်ချင်ရင်ရှာနိုင်ကြတဲ့ဇန်ကနေ24ကနေအခန်းကြီး35ဒီဖတ်ရင် maturity ဖြစ်ဖြစ်တွေတွေ့ရမယ်အော်မီကြီးပေါ်မှာစစ်ပွဲတွေမတင်မြတ်တာတွေအဘိဥပဒေအများကြီး เนาะအပြင်ကလာဒီများနေတယ်ဆိုပြီးတော့ preparation ရကပေါ်ပြတယ်ဒါပေမဲ့ကောင်းကင်နိုင်ငံတော်ကတော့မင်္ဂလာတွေနဲ့ပြည့်စုံတယ်ဆိုတဲ့အကြောင်းအရာကိုလေသူပေါ်ပြထားခြင်းဖြစ်ပါတယ်နောက်ဂါဂျီကတော့ his key man နဲ့အာရှုရိရှင်မြင်တနာခရစ်တို့ရဲ့အကြောင်းကိုဖတ်ခြင်းရင်ဧရှာခဏ36ကနေ36ထွင်ဖတ်ရင်ဟစ်ကိမင်းနဲ့ဒီအာရှုရိရှင်မြန်တနာခရစ်တို့ရဲ့အစင်မပြေတဲ့အကြောင်းအရာတွေကိုအဲ့မှာရေးထားတယ် ။အော်ဒီအာရှရိရှင်မြန်တနာခရစ်ဆိုတာကတော့အလွန်ဆိုးတဲ့ပညာတစ်ပါးဖြစ်တယ်။သူကဟီစကိမင်းကိုအမျိုးမျိုးချင်းချောက်တယ်။ဘာကြောင့်လဲဆိုတော့ဟီစကိမင်းကလည်းအေဂုတုဖွဲ့တွေနဲ့ပေါင်းပြီးအာရှရိကိုပုံကံဖို့လုပ်တယ်။အဲ့တော့ဒီအာရှရိရှင်မြန်တနာခရစ်ကတိတဲ့အခါမှာဟီစကိမင်းကိုတိုက်ဖို့ဆိုပြီးအင်အားနဲ့တက်လာတာဖြစ်တယ် ဒါဟေရှာယနဂရီချမ်းမှာထိရှားတဲ့ဖြစ်ရလို့ပြောရင်လည်းမမှားပါဘူးအဲ့တော့ဒီအင်အားနဲ့ထွက်လာတဲ့အခါမှာဖျားသခင်ရဲ့ရှိတော်မောက်မှာဟေစကိကနော်ဒီအာရှုရိရှင်မြင်တနာခရစ်ကချိန်ချောက်တဲ့စာပို့ဘလို့ပို့လဲဆိုတော့မင်းကိုဝယ်တဲ့ဖျားကိုမင်းမယုံနဲ့ငါရှိမှဒူးထောက်မထောက်ရင်မင်းငါ့ကိုစစ်တင်အင်အားတသိန်း၈၅၀၀နဲ့အာရှုရိရှင်မြင်တနာခရစ်ကဟေစကိမင်းကိုတိုက်ဖို့ထွက်လာတယ်ဒါကြောင့်မင်းငါရှိမှအညံ့ခံလိုက်ပါလေ အိုက်စာပိုးတဲ့ကဒီစာကိုဟီစကိမင်းကဗိမာန်တော်မှာဖြန့်ပြီးသွတ်ဆုတောင်းတယ်ဗျအဲမှာဘုရားသခင်ရဲ့နားတော်ကိုရောက်ရှိပြီးဘုရားခင်ချက်ချင်းကောင်းငင်တမန်တပားကိုဆီလွတ်တဲ့အခါမှာအဲ့ဒီချီတက်လာတဲ့အာရှုရိရှမြန်တနာခရိတ်ရဲ့တသိန်း၈၅၀၀တော့တက်တရတညထဲမှာတည်သွားတယ် အဲ့ဒါ၄ဖတ်ချင်ဟိရှာနဂရီဂျန်ခန်းကြီး36ကနေ39အတွင်းမှာဖတ်ရင်ဒီဖြစ်ဖြစ်တွေကိုတွေ့ရမှာဖြစ်တယ်။ကဲအတော့အသေးစိတ်ပြန်လေ့လာရင်တော့အိုက်ခါကြီးရဲ့အောက်မှာကကြီးခါခွေးနဲ့ပြန်ပြောခြင်းနဲ့ကကြီးကတော့ဗာလေးဆိုအာရှူရီတို့ရဲ့အခြေအနေအာရှူရီတွေကအဲ့ချိန်မှာအင်အားတွေကြီးတယ်เนาะအမျိုးမျိုးသောဟာလာသူတို့မှာအာ ချိန်ချောင်းနိုင်တဲ့လက်နက်တွေရှိတယ်เนาะဒါသာသူတို့ရဲ့အခြေအနေကိုတွေ့ရမယ်။ကဲနောက်ဘုရားကအာရှုရိပေကိုဖျက်ဆီးတယ်ဆိုတော့ခုနဟိစကိမင်းကဒီအရှုရိဘယံတနာခရိရဲ့ချိန်ချောက်စာကိုဖျက်ပြီးဗိမာန်တော်မှာဆုတောင်းတဲ့အခါမှာကောင်းကင်တပံလွတ်ပြီးတော့အာရှုရိရှင်မင်းတနာခရိရဲ့စစ်တပ်3,500ကိုတညထဲမှာရှင်းတဲ့အခါသူကြောင့်စီးပြီးသူတို့တည်ခဲ့ရတယ်အဲ့တော့အရှုရိရှင်မြန်တနာခရိတ်ကမနမိုးနေတဲ့အခါကြည့်တဲ့အခါသူ short ပြရတယ်လန့်ပါတယ် လမ်းမှာပြီးသူကြောက်လန့်ပြီးသူနဲ့သက်ဆိုင်တဲ့ဘာလဖျားရရှိသူသွားကိုးကွယ်ဖို့လှုပ်တဲ့အချိန်မှာသူ့သားနှစ်ယောက်ကသူ့ကိုလာပြီးဓာတ်နဲ့လှုပ်ချံပြီးအာရှုရိရှင်မြတ်တနာခရစ်တည်ခဲ့ရတာဖြစ်တယ်နော်အော်ဒီเจ้าညာတွေကတော့ဒါကျွန်တော်တို့အလာဟိရှာယနဂရီဂျန်ကန်ကြီး30ခွန်တက န်းလုံးဖတ်ရင်ကျွန်တော်အဲ့မှာတွေ့ရမယ်အဲ့တော့ဟိရှာ38 38လေးကိုကျွန်တော်ဖတ်ပြခြင်းနဲ့အဲ့အာရှုရရှင်မြတ်တနာခရိတ်ချင်းချောက်တဲ့ဘယင်ကိုသုတ်သားနှစ်ယောက်ကလာလုတ်ချန်သွားတာเนาะသူချင်းချောက်တဲ့သူနဲ့ ူလွတ်လိုက်တဲ့ဟလာသူ့ရဲ့စစ်တီအင်အားအားလုံးကိုလည်းဘုရားသခင်ကတညတည်းမှာကောင်းကင်ဘာနဲ့ရှင်းလိုက်တဲ့ကိစ္စတွေကိုအဲဟိရှာနိုင်ငံကြီးဂျန်ခိုင်39ခုဖတ်ကြည့်တွေ့ရမယ်။အဟိရှာ39ငယ်38ကိုကျော်ဖတ်ပြမယ်။နောက်တစ်ပတ်သူသည်သူသည်ဆိုအာရှုရိရှင်မြန်တနာခရစ်ကိုပြောတာမိမိဖီးယားနိတယုတ်ဤဗိမာန်၌ကိုးကွယ်စဉ်တွင်တားတော်အာအာဒေါမ်မေလနဲ့ရှရီဇာဒီခမီးတော်ကိုဓာတ်နဲ့တတ်ပြီးလင်အာရမနိပြည်သို့ပြေးကြ၏ တော့ဟီစကိမင်းကိုချင်းချောက်တယ်အရှူရီရှင်မြင်သနာခရိတ်ကသူလဲသူ့အဖွဲ့တွေနဲ့ရှုံးရသလိုသူကိုယ်တိုင်သူ့သားနှစ်ယောက်ရဲ့လုတ်ကြံခြင်းကိုခံလိုက်ရတယ်အဲ့ဒါဟီရှာငကကြံခိုင်း39ဖိုင်ရင်တူရအဲ့တော့ဘာသောတူရလဲဆိုတော့ဖခင်ရဲ့သားသမီးတွေကိုချိန်ချောက်တာတို့အနိုင်ကျင့်တာမတရားလုပ်သောအရာတွေကိုဖခင်ခင်ကသူ့သားသမီးတွေသူ့ကိုယုံတဲ့သူတွေဘက်က ယက်တီတယ်ဆိုတာကိုဒီဖြစ်ပျက်ကမိမောင်းထိုးပြီးဖော်ပြဒါကြောင့်ဒီကနေ့တင်ဟာအသက်ရှင်တဲ့ဖခါကိုယုံတော်သူတင်ဟာဖခါသမီးဖခါသားမီးစစ်မှန်တော်သူဖြစ်ပါကတင်တိတ်မှာဆုံရှုံတာဘလောက်ရှိပါစေတင်ကိုချိန်ချောက်မှုဘလောက်ရှိပါစေတင်တို့ထွက်မြောက်ရလမ်းကိုဖခါရှင်ကပြစင်မယ်ဆိုတာကိုဒါဒီဖြစ်ပျက်အားဖြင့်တွေ့ရတယ်ကဲကငယ်ရောဟစ်ကီမင်းဖြားနာတယ်အဲပြီးတော့ပြန်ချမ်းပါလေဒါဟိရှာငါကဒီဂျန်ကိန်း38တခါလုံးပိုင်တွေ့ရမယ်ဒါတော့ကျွန်တော်တို့ထင်ရှားတယ်ဖြစ်ရဖြစ်တယ် ။ iski me on proper hisha la byo re me အိမ်မှုရေးတွေစီရင်တော့တဲ့နော်ဟစ်ကီမင်းအောင်ပြောတယ်အရှင်မင်းကြီးတဲ့အိမ်မှုရေးတွေစီရပြောချင်တာလှုပ်ရှားရှိမှားရှားရှိမှားတော့တဲ့မြောက်ကြခင်တည်တော့မယ်အဲ့ဒီမှာပဲဟစ်ကီမင်းကထိုင်ရန်လှည့်ပြီးတော့သူဆုတောင်းတဲ့ကဖျက်ရှင်ကနားညောင်းပြီး proper hisha ya ကပြောပြီးပြန်သွားတာနန်းတော်အလဲတိုင်းတော်မရသေးမရောက်သေးပြန်လှည့်လာခိုင်းတယ်ဖျက်ကပြောရဟစ်ကီမင်းတော့ပြောတယ်စကားနဲ့အသက်ရှင်မယ် ။ audio ကြည့်ကြမင်းဆွတ်တောင်းညဘလောက်မြန်လဲလက်တန်ရှိတယ်။ hiski ရဲ့ဆွတ်တောင်းညဖျားတကယ်ချက်ချင်းနားညောင်းကြီးအဖြစ်ပြီးပလိုက်တယ်။အော်တင်ရဒီကနေပြီးတော့နော်ပြပနိုင်ငံမှာဂျပန်ဖြစ်ဖြစ်အမေရိကဖြစ်ဖြစ်အင်္ဂလန်ဖြစ်ဖြစ်အော်စတြေးလျဖြစ်ဖြစ်စသဖြင့် သင်ပြပနိုင်ငံကြီးမသွားနိုင်ပေမဲ့အဲ့ပြပနိုင်ငံမှာရှိတဲ့သာသမီတို့နော်သင်မပေါ်မှာရှိတဲ့ခင်မွန်းတို့သာသမီတို့ဆက်ပြီးဆူတောင်းပေးလို့ရတယ်လက်တန်ရှိတယ်အဲ့ဒီဘုရားခင်ချက်ချင်းကောင်းကြီးလိုက်ပြီးတယ်ဆိုတော့ကိုတွတ်တွေ့ရတော့ဟီစကီမင်းရဲ့ဆူတောင်းခြင်းကလက်တန်ရှိတယ်နော်ကျွန်တော်တို့ရဲ့ဆူတောင်းခြင်းကလက်တန်ရှိဆုံးပဲဒါကြောင့်ကမ္ဘာပေါ်မှာလက်တန်ရှိဆုံးကဆူတောင်းခြင်းပဲ မိုင်ထောင်နဲ့ပေါင်းနဲ့ဘလောက်ဝေးပါစေဒီကနေတောင်ဖျားတကယ်အဲ့မှာသွားပြီးကောင်းငင်တမန်လှုပ်ပြီးအလုပ်လုပ်တယ်ဆိုတော့ကိုတွေ့ရတယ်เนาะအခုလေ his kid မင်းကို15နှစ် extension တိုးပြီးတယ်ဆိုတော့ကိုအရှာနိုင်ငံကြီးဂျန်ခန်းကြီး38ကိုဖိုင်ရင်သွားတွေ့ရတယ်အဲ့တော့ bro ဟိရှာရက လာပြောတယ်ပြီးတဲ့အခါမှာတဖန်းသီးနဲ့သူ့အနာကိုအုံတဲ့အခါမှာအနာကပျောက်ပြီးတတ်တာတယ်ကျမ်းမာလာပြီးတဲ့အခါမှာဖျားခင်ကသူ့ကို ကျမ်းမာစေတယ်ဆိုတဲ့အကြောင်းအရာကို အခက်ရဲ့နေတိုင်းနိုင်ရီမှာနော်အရေးဆယ်ချက် back ပြန်ခိုင်းတယ်နိုင်ယူနောက်ပြန်လှည့်ဟဲအဲ့ဒါဒီအကြောင်းအရာတွေကဒါဟိရှာနဂရီကြံခိုင်း38ကိုဖတ်ရင်ဒီဖြစ်ပျက်ကိုကျွန်တော်အဲ့ဒါတွေကိုတွေ့ရမှာဖြစ်တယ်နော်ဒါရီယာတကစ်အောင်ဝန်ဆရာကောင်းတယ်အချိန်ကုန်တော့နောက်ပြန်လှည့်ပြီးပြောကြတာတက်သေးပြတာ he's keep me on စကားနဲ့အသက်ရှင်စေမင်းဆိုတာเนาะအဲ့တော့အဲ့ဒီ nai back ပြန်တဲ့ကိစ္စကဒါတကယ့်တပိုင်းဝင်တဲ့အကြောင်းအရာလေးဖြစ်တယ် အသေးစိတ်ပြောရင်တော့အများကြီးပြောတော့ပြောကြရင် his key men ဆုတောင်းခြင်းကိုဘုရားခင်ကအောင်းစရာရက်တီပေးတယ်ဒါဟိရှာနဂရီဂျန်ကန်ကြီး38အငယ်10ကိုဖတ်ရင်တွေ့ရမှာကျွန်တော်ဖတ်ပြမယ်အခက်ကြီးနေတိုင်းနိုင်ရင်မှရွှေ့သောအရိတ်ကို10ချက်ပြန်စီဆိုသည့်အတိုင်း10ချက်ရွှေ့ရွှေ့အရိတ်သည်10ချက်ပြန်ဤနိုင်စွာလက်ရပဲရက်တာလေဒါပေမဲ့လဝဲပြန်ရက်တယ်ယောရှုလက်တက်တော်ကလည်းနေနဲ့လာနဲ့ရက်ဖူးတယ် ောက်ကပါပုံမှာနော်ဒီကယ်လန်ဒါလုတ်တဲ့အခါတရက်တိတိနေနဲ့လာအလုတ်မလုတ်တာတော့တွေ့ရတယ်ဗျဒါသမိုင်းကိုပြန်လိလိုက်အဲ့တော့ဂျာနီမှာပေါ်ရှာတယ်တမန်ကျမ်းစာမှာတော့တွေ့ရတယ်ယောရှုမဆာခန်းကြီး30တခန်းလုံးဖတ်ကြည့်ယောရှုကဆုတ်တောင်းတဲ့အခါနေနဲ့လာကိုဖျက်ခဲ့ရက်စီအဲ့ဒီခေရရက်လိုက်တဲ့အရာကျွန်တော်တို့အခေရ23နာရီနဲ့မိနစ်20ကြာရက်ထားတာနောက်မိနစ်40ပျောက်နေသေးတယ်အဲ့မိနစ်40ကအခုဟီစကိတ်ကိစ္စပါ ဲ his kid men လက်ထပ်တုံးကအရေးတစ်ချက်ကအခုကျွန်တော်တို့ကပ္ပနိုင်ရင်နဲ့၄မိနစ်နဲ့တူတယ်။သူစေချက်ယူရတော့မိနစ်40အော်ယောရှုလက်ထက်တုန်းကနေရတာ23နာရီနဲ့မိနစ်20ခုဟီစကိမင်းလက်ထက်မှာကအစ်စကိကိုအနာပြောက်စေမယ်ဆိုတာဖေကသက်သေပြီးပြီးအိုက်ခိရ10ချက်ရွေ့တာကဒီခိနဲ့ဆိုတစ်ချက်က5မိနစ်နဲ့ညီမြ10ချက်ဆိုတော့4 30လီ40မိနစ်40ပဲပြန်သွား ဲ့နှစ်ခုပေါင်းလိုက်ရင်ကဘာပေါ်မှာနေနဲ့လာတရက်တိတိအလုံးမလုံးဆိုတွေ့တာဒါပညာရှင်တွေကဒါနှစ်6000ကယ်လန်ဒါလုတ်တဲ့အခါမှာအဲ့အချက်ကိုတော့တွေ့အောင်စစ်သိကောင်းနေနဲ့လောက်ရအောင်လုပ်တယ်ဆိုတာဘယ်လို့မှမဖြစ်နိုင်ဒါပေမဲ့ဖြစ်နိုင်တာတော့ရှိတယ်ဖရဲသခင်ကနေနဲ့လောက်ဖြန့်စင်းတော့ तू ကဖြန့်စင်းရှင်ဖရဲဖြစ်တဲ့ကြောင့် तू အမိတ်ပေးတဲ့အခါမှာရက်တယ်ဆိုတော့တွေ့အောင်စစ်ကောင်း ဒါကြောင့်ဒီအချက်ကအော့စရာကောင်းတဲ့အချက်ထဲမှာဒီဟေရှာယနိုင်ငံကြီးဂျန်ခိုင်း38အငယ်၈ကပါလေဆိုတော့ကိုတွေ့ရတယ်။တယံကောင်မှာတရက်တိတိနေနဲ့လားနဲ့အလုမလုတာယောရှုလက်ထက်မှာ23နာရီနဲ့မိနစ်20ဟေစကိမင်းလက်ထက်မှာမိနစ်40ပေါင်းလိုက်24နာရီဖြစ်တယ်။တချို့ကဒီအရာကိုကြည့်ပြီးဘုရားသခင်ကတကူးကြည့်တယ်ဆိုတော့ပုံကြီးယုံတယ်။ဘုရားနာမှာပုံကြည့်ပါစေ။ ။နောက်ဒါဟေရှာယပရောဖက်ဟေရှာယနဲ့လာပြောတဲ့ဟိစကိမင်းကိုကြားမာစီတဲ့အကြောင်းအရာဖြစ်တယ်။နောက်ဆုံးနံပါတ်ကကြီးကတော့ဘာလဲဆိုဟိစကိမင်းအပြစ်ဒူးဆိုင်ကျူးလွန်တယ်။အဲ့ဒါဘာလဲဆိုဟေရှာနိုင်ငံကြီးခန်းကြီး39။ဘာကျူးလွန်လဲဆိုတော့သူနေမကောင်းတာနေပျောက်တော့ဘာလို့နိုင်ငံသူ့လာကြည့်။တန်တမာနီကလက်ဆောင်နေနဲ့လာကြည့်တော့သူကဗိမာန်တော်ကြီးဒီနန်းတော်မှာရှိတဲ့ပစ္စည်းတွေသူကပြရလိုက်။အဲ့မှာပရောဖက်ဟေရှာလာပြောတယ်။မင်းဘာလို့ပြလာလဲဟိစကိမင်း။ မင်းဒီလိုပြရတဲ့ကြောင့်တတိမင်းသားစင်မင်းဆက်လက်ထက်မှာဒီပစ္စည်းတွေကိုဘာလို့လုပ်နိုင်ရလားသိမ့်နိုင်မယ်တော့အဲ့ဒီမှာဟီစကီကဘာပြောလိုက်လဲ။အော်ရတယ်တဲ့။ငါလက်ထက်အစဉ်ပြင်ပြီးရောတဲ့ငါသားစင်မင်းဆက်ဘလို့ဖြစ်ဖြစ်အဲ့လိုပုံစံနဲ့သူပြောတဲ့အခါမှာဘုရားသခင်ကအဲ့ဒီအချက်ကိုမနှင့်သက်ခဲ့ဘူးဆိုတော့တွေ့ရတယ်။ဒါပေမဲ့ဟီစကီမင်းကအတောက်လျှောက်ကောင်းတယ်။ဒါပေမဲ့မပြတဲ့နဲ့အရာကိုဘာလို့လုံးဘယင်တော့ပြလိုက်တယ်။အဲ့အဖွဲဘာလို့လုံးဘယင်ရဲ့အဖွဲ။တောင်းတကင်းတဲ့ခါလီမပြောတဲ့နဲ့စကားမပြတဲ့နဲ့အရာ။ မလုတ်သင်းတဲ့အရာတွေလုတ်မင်းနေတယ်ဒါကလေးဆုံးရှုံးတတ်တယ်ဆိုတော့တွေ့ရတာဒါဟီစကီမင်းအပြစ်ဒူးကြိုက်ဆိုတာဘာလို့နိုင်ငံလာပြီးတော့တန်တမာမေးတာမေးဖို့ပြင်ပြန်ပေါ့ပုတ်သွားသွားပြလိုက်တာပြခင်မပြခိုင်းမိမန်တော်ပစ္စည်းမပြပြလိုက်တော့ဘာလို့လူမျိုးတွေကဒီအရာကိုတတ်မှတ်ပြီးနေဘူးကနေစားလက်ထက်မှာအဲ့မိမန်တော်ပစ္စည်းတွေလာသိမ်းသွားတာရွှေတွေငွေတွေတောင်ပရဖက်ရေရှာရကျိုးပရဖက်ပြုတ်ဟောဟီစကီတောက်လျှောက်ကောင်းနေပြီးတော့ဖျားခင်မလုတ်ခိုင်းတဲ့အရာသွားလုံးမိတဲ့အခါမှာ ဆုံးရှုံးမှုတွေ့ရတယ်။ဒေါဒီကနေကျွန်တော်တို့ကဖះရမလုတ်ခိုင်းတဲ့အရာဖះရမပြောခိုင်းတဲ့အရာဖះသခင်မနှစ်သက်တဲ့အရာတွေကျွန်တော်တို့ရှောင်မထိုဖះရဲ့မျက်နှာသာပြီးခြင်းနဲ့ကြွက်ကားခြင်းကိုခံစားရတယ်ဆိုတာကို ဒီကနေ့ညနေစင်ချင်ရင်းနဲ့ဒီကုန်းချုပ်ဖို့ဖြစ်တယ်အားလုံးကိုဖြတ်ချက်ကောက်ကြည့်ပေးပါစီကျွန်တော်နှစ်ဖန်ညနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာပြန်လည်တွေ့ဆုံပါမယ်နှစ်ဖန်ကျရင်ဟိရှာနဂရီကျန်ခန်းကြီး၄၀ရာနေစပြီပြန်ပြီးနားထောင်သွားမှာဖြစ်တယ်ဒီကနေ့ကျွန်တော် line ခက်ခဲကြောင်းအနေနဲ့နောက်ကျမှုတော့လည်းနားလည်ပြီးဖို့မြေတားရက်ခံလို့ရတယ်အားလုံးကိုဖြတ်ချက်ကောက်ကြည့်ပေးပါစီစွတ်တောင်းကောက်ကြည့်ခံယူကြပါစို့ခမီးတော်သားတော်သရှမဝင်းကျွန်တော်သုံးမစုဖြတ်ထောင်တော့ပါမှာကောက်ကြည့်ဖြတ်ဖြတ်သည် online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောကြောင့်ဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနေ့ပါတဲ့ကြောက် ောက်တဲ့ကရတာကူရာပြည်လိုဇနီးမောင်နှံနဲ့တကွာဘုံတော်ဝင်စားသောသူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရခြင်းနဲ့တူကာလဆင်မြဲကောင်းကြီးဖြာဖြာတို့သည်သင်တို့အားလုံးပေါ်သက်ရောက်ပြီးရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ချစ်ရှိသူအားလုံးကိုဖြတ်ရှိကောင်းကြီးပေးပါစေ God bless you all thank you